ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်တောင်ဆိုင်ကာတွန်းချန်နယ်လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဗီဒီယိုလေးမကြည့်ခင်မှာ VBM လေးဖွင့်ပြီးကြည့်ပေးကြဖို့မြင်တာရက်ခံအပ်ပါရရှင်။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဖေ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 ဒီတစ်ခေါက်နွေရာသီကြောင်းပရက်ကြရင်တော့ရေပန်းဥယျာဉ်ခေါ်သွားနော်ရေကူးခြင်းလို့ပါလို့ပါဖေဖေရဲ့ဒါတော့အဲ့ဒီမှာရေသွားကူးမယ် နွေရာသီအရန်ကိုပူတော့ဆိုတော့အိမ်မနေရတော့အရန်ပြင်းစရာကောင်းတယ်ဖေဖေရဲ့အပြင်သွားမယ်ရေပန်းဥယျာဉ်မှာရေကူးမယ်ဘလောက်တောင်မှပျော်ဖို့ကောင်းလိုက်မလဲမသွားဘူးသားလေးရေဘာဖြစ်လို့သားကရေပန်းဥယျာဉ်ကိုသွားကြင်ပြင်ရတာတော့အဲ့ဒီနေရာရိဆိုတာကအဲ့လောက်ထိပြောစရာကောင်းတာလည်းမဟုတ်ပဲနဲ့ကွာအဲ့ဒီရေကူးကန်ကရေတွေကဘလောက်တောင်မှညှက်ပတ်လဲဆိုတာကိုရောသားသိလားရေကန်ထဲမှာမတည့်ရဲ့သူတွေရောတည့်ရဲ့သူတွေရော လူပေါင်းများစွာအားလုံးဆင်းပြီးရေကူးနေကြတာဘက်တီးရီးယားပိုးမော်တွေကလည်းအများကြီးပဲ အဖေသားလေးရှိကိုဒီပိုးမွားတွေအားလုံးရောက်လာရင်ဘယ်လိုလုပ်မလဲမသိဘူးဖေရမသိဘူးအဲ့ဒါတွေမသိချင်ဘူးတမီးတို့တွားချင်ပါတယ်ဆိုနေမှာចောင်းပိတ်တုံးလေးတွားရတာကိုလိုက်ဖို့ပေးပါနော်နွေရာတီចောင်းပိတ်ပြီးဆိုရင်တော့အိမ်မနေရတာပဲလေအိမ်မနေမဲ့အစားအပြင်လေးပါလေတွားတော့ပိုးမကောင်းဘူးလားဒီကလေးတွေကတော့လေတကယ်ပဲမခေါ်တော့ဘူးလို့ပြောနေရကိုအတင်းအကျပ်ကိုတောင်းဆိုနေကြရတာပဲနင်တို့ကခီးတွားချင်တာမလားလွေရသည်ចောင်းပိတ်ရမှာအိမ်မမနေချင်ဘူးဆိုလို့ရှင်လဲအမေတို့ခီးတစ်ခုစီစဉ်ပေးမယ် တောင်ပေါ်မှာအမေတို့သွားနေကြမယ်ဆိုရင်ရောတဲထိုးပြီးတောင်ပေါ်မှာသွားနေရတာအရန်ပြော်စေးကကောင်းတယ်အတွေ့အကြုံအစ်တလဲရတယ်ရေကူးကန်ထက်ဆိုင်တော့ပိုကောင်းတာပေါ့အေးလဲအေးတယ်လဲပတ်လို့လဲကောင်းတယ်ဒီမှာကတော့ပူတယ်လေဘလို့လဲရှင်ရောကျမပြောတာကိုသဘောတူလားကောင်းတာပေါ့ကွာဒီအကျန်းအကောင်းဆုံးပဲငါလဲငါရဲ့တငယ်ချင်းမိသားစုဝင်တွေကိုတခါရဲခေါ်လိုက်မယ်လေတို့တို့လဲမိသားစုလိုက်ခီးထွက်ချင်တယ်ဆိုပြီးတော့ပြောနေတာငါတို့အားလုံးအတူတူသွားကြတာပေါ့လူတွေအများကြီးအုပ်စုနဲ့သွားရင်တော့ပိုတောင်းပြော်စေးကကောင်းအောင်မယ်နော်ကောင်းတာပေါ့ ရှင်လည်းရှင်တငယ်ချင်းတွေကိုခေါ်လိုက်။ကျမလည်းကျမရဲ့တငယ်ချင်းတွေကိုခေါ်လိုက်မယ်။ကျမတို့အားလုံးအတူတူတွားကြမယ်လေ။ဒါပေါ်ကောင်းတယ်။ငါလည်းငါတငယ်ချင်းတွေကိုဒီနေ့ပဲပြောလိုက်မယ်။မင်းလည်းမင်းတငယ်ချင်းတွေကိုမေးကြည့်ထားလိုက်အောင်။ငါတို့အားလုံးအတူတူမနာလီမြို့ကိုတွားကြမယ်။အချိန်လေးပါလေရရင်တော့ဦးလေးနဲ့အတော့ကိုလည်းတွားတွေးလိုက်ကြတာပေါ့။သူတို့နဲ့မတွေ့ရတာလည်းအတော်လေးကိုကြားနေပြီ။ဘယ်သူတွေလဲ။အေးငါအဖေရဲ့အကိုရဲ့သားလေးလေ။ငါတို့ကညီကိုတဝင်ခွဲတော်တာ။မတော်တာအတော်လေးကိုကြာနေပြီ အရင်မျိုးကိုအလဲပတ်သွားနေလို့ရှင်တော့သူ့အိမ်သွားတဲ့နဲ့မဟုတ်ဘူးလားအေးလေသွားကြတော့ဗောဘယ်လိုမဆိုအဲ့ဒီကိုသွားနေရဆိုတော့အားရတဲ့အချိန်လေးကျမတို့ဝင်တွေးလိုက်လေရတာပဲဒါနဲ့ရှင်စကားပြောစရာရှိသေးရဲ့မလားရှင်တငယ်ချင်းတွေကိုဖုန်းဆက်ပြီးတော့မေးလိုက်အောင်နော်ဒီလိုနဲ့သူကလည်းသူရဲ့တငယ်ချင်းတွေကိုဖုန်းဆက်ပြီးတော့မေးခဲ့ပါတယ်နောက်တော့တငယ်ချင်းတွေအားလုံးကလည်းအတူတူအစီအစဉ်တစ်ခုဆွဲကြပါတယ်သူတို့တငယ်ချင်းတွေကအရန်ကိုများလို့နဲ့အတွက်ကြောင့်မို့လို့ဘတ်စကားတစည်းစားလုံးအပြည့်ပါပဲဘတ်စကားကိုလည်းကိုရိုင်းပဲငားတော့ခဲ့ကြပါတယ် လူအယောက်တရာတော်မှအတူတူခရီးထွက်ကြတာပါအလုံးကလည်းပြောချွင်သွားနဲ့တချင်းတွေအော်ဆိုနေရင်မနာလီမြို့ကိုခရီးသွားနေကြပါတယ်။ဒီညနေခင်းလေးကဘလောက်တောင်မှလှပလိုက်တယ်လဲနော်။လှလိုက်တာတိတ်မကြခင်မှာအရင်နေရာရောက်တော့မယ်နော်။တောင်တန်းကြီးတွေလှပတဲ့နှင်းတွေမြူရီအောင်ဆိုင်နေတဲ့တောင်ကြီးပေါ့ဘလောက်တောင်မှလှလိုက်လဲ။အခုတိတ်မကြခင်မှာငါတို့သွားမယ့်နေရာကိုရောက်တော့မယ်။အေးဟုတ်တယ်နီရှိုင်နေပြောတာမှန်တယ်။တို့အလုံးကလည်းမနာလီမြို့ရဲ့ကီလိုမီတာ90လောက်ဝေးတဲ့နေရာကိုရောက်နေကြပါတယ်။ ဲ့ဒီနေရာမှာပဲကားရုတ်တရက်ရပ်သွားပါတယ်အရှိမရဲတွေကသူတို့ကိုတားလိုက်ကြပါခမရတို့ရှေ့ဆက်ပြီးတော့သွားလို့မရဘူးနွေရာတီအားလဲရမှာလူတွေအားလုံးကဒီမြို့ကိုလာလေကြတာလူတွေအရန်ကိုများပြီးခရီးသွားတွေပြေးကျန်းနေလို့ဟိုတယ်တွေအားလုံးလည်းဘောကင်ပြေးသွားပြီကျွန်တော်ပြောတော့ကိုနားထောင်ပြီးနောက်ထပ်3-4ရက်လောက်မှပြန်လာကြလို့ရှင်တော့ခမရတို့ပြန်လာကြလေရှေ့ဆက်ပြီးသွားမယ်ဆိုရင်တော့လေခမရတို့သဘောပဲပြန်လှည့်လာမှာကတော့တေးကြရယ်နော်နောက်ထပ်2ရက်3ရက်နေရောမှကျွန်တော်တို့ကပြန်လာရမယ်ဟုတ်လား ဟာကျွန်တော်တို့မဖြစ်သေးဘူးလေကျွန်တော်တို့ကခလေးလေးကိုခေါ်ပြီးတော့ခရီးထွက်လာကြတာဗျခလေးတွေကအကြောင်းပိတ်ရက်လေးပဲအားကြတာဒီအချိန်တို့ခရီးသွားခြင်းနဲ့ဆိုလို့ကျွန်တော်တို့လာကြတာကျွန်တော်တို့တရက်လုံးခရီးထွက်ပြီးတော့မှဒီကိုပဲရောက်သေးရ24နာရီလုံးလုံးကားပေါ်မှာပဲနေခဲ့ရတာဗျ sorry ပါကျွန်တော်တို့ဘက်ကနေပြီးတော့လည်းဘာမှကူညီပေးလို့မရဘူးအဲ့လေဘယ်လိုလုပ်မလဲတမျိုးလုံးမှခရီးသွားရင်းနဲ့ပြည်နေရဲဆိုတော့ငါတို့တော့လည်းအဘိုးပဲဒီလောက်ထိအဝေးကြီးကိုရောက်လာပြီးတော့မှပြန်လှည့်ရမယ်ဆိုတော့ပြောစရာမကောင်းတော့ဘူးကွာ ။ဒါဆိုရင်တော့ဒီအနီးနားမှာလည်းတဲခိုကန်တွေဟိုတယ်တွေရှိမှာပဲ။ငါတို့ဒီနေရာမှာပဲအခန်းငါပြီးတော့ခဏလောက်နေကြမလား။ရက်အနေငယ်လောက်ငါတို့ဒီမှာပဲအနားယူကြမယ်လေ။တဖြည်းဖြည်းနဲ့ခီးသွားတွေနေသွားတယ်။ဟိုတယ်တွေလည်းပြန်ငှားလို့ရပြီဆိုရင်တော့ငါတို့လည်းသွားကြတာပေါ့။ဒီကောင်းပါရဲ့ဒီနေရာလေးလဲစောတော့လည်းမစိုးဘူးရုံးနဲ့လည်းတတော်လေးကိုနီးနေပြီဆိုတော့ငါတို့ဒီမှာပဲတဲခုဖို့အတွက်နေရာတစ်ခုရှာကြမယ်ခလေးတွေအခြေအနေကိုလည်းကြည့်ပါဦး24နာရီလောက်ကားစီးလာရတာဆိုတော့တို့တောင်းပင်မန်းနေပြီကဲလားငါတို့ဟိုတယ်သွားရှာကြရအောင် သူတို့လည်းအနီးဘက်ဝင်ချင်းမှာရှိတဲ့ဟိုတယ်တွေအားလုံးကိုလိုက်ရှာကြည့်ပါရစေ။ဟိုတယ်တွေအားလုံးကတော့အခန်းတွေပြည့်နေခဲ့တာဖြစ်ပြီးတခန်းတော့မှမရခဲ့ကြပါဘူး။အခုလောလောဆယ်ဒီနေရာမှာအခန်းတွေအားလုံးပြည့်နေတယ်။တခန်းမှမအောင်ပြ။နောက်ထပ်နှစ်ရက်ကြာတဲ့အထီရောကျွန်တော်တို့ဒီနေရာမှာတခမ်းမှရမှာမဟုတ်ဘူး။ကျမတို့ရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ရသေးဘူးဆိုရင်တော့လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါစေရှင်။ဘယ်လိုလုပ်မလဲ။ဒီနေရာကဟိုတယ်တွေလည်းအကုန်လုံးပြည့်နေရဲ့။ငါမေကိုပထမတည်းကပြောသားပဲ။လောက်ဆရာရှိတာအားလုံးလို့ ဟိုတယ်တွေကိုဘုတ်ကင်တင်ပြီးတော့မှပဲသွားပါဆိုနေမှမင်းရတော့လေသိယူလေကွာငါလည်းအခုလိုမျိုးဖြစ်သွားလိမ့်မယ်လို့လုံးဝမထင်ထားဘူးခဏလေးခဏလေးငါ့မှာအကြံတစ်ခုရှိရဲကွာဒီကနေနည်းနည်းလေးဝေးတဲ့နေရာမှာတော့ငါရဲ့ဦးလေးအိမ်ရှိရဲအဲ့ဒီမှာဦးလေးမိသားစုနေကြတာသူတို့ကမြစ်ကန်တပေးလေးမှာနေကြတာလေအခုဒီမှာနေဖို့ထိုင်ဖို့ကလည်းအဆင်မပြေဘူးဆိုတော့ငါတို့အဲ့ဒီကိုသွားမှဖြစ်တော့မယ်နဲ့တူတယ်ရှင်းရလဲယူနေလားရှင်ပြောတော့သူတို့ကမြစ်ကန်တပေးလေးမှာအိမ်ဆောက်ပြီးနေကြတာဆိုအိမ်လေးကလည်းတဲသေးလေးနေမှာပေါ့ကျမတို့ဘယ်လိုသွားကြမလဲ အားလုံးကလူအယောက်တရာလောက်ရှိတာအဲ့ဒီအိမ်မှာကျမတို့လူအယောက်တရာလုံးတို့ဘလို့အဲခံမလဲတို့အတွက်လည်းဒုက္ခဖြစ်မယ်ကျမတို့အတွက်လည်းအဆင်မပြေတော့ဘူးသွားကြည့်လိုက်မယ်လေသွားကြည့်ပြီးအဆင်ပြေနေမယ်အဆင်မပြေဘူးဆိုလို့ရှင်တော့ပြန်လာခဲ့လို့ရတာပဲသွားကြည့်ရဘာမှတော့လည်းမဖြစ်ပါဘူးညဘက်အိဖိုးကြောချစီရနေရတခုရတယ်ဆိုရင်ကောငါတို့တို့ကအဆင်ပြေနေပြီကောင်းပြီလေကျမတို့သွားကြည့်မယ်ဒါပေမဲ့အဆင်မပြေဘူးဆိုရင်တော့ကျမတို့ချက်ချင်းအဲ့ဒီနေရာကနေမနက်မိုးလင်းလာနေပြန်ထွက်လာခဲ့ကြမယ်နော်ဟုတ်ပြီလား သူကလည်းနာနေနေပပမမရဲ့အတွက်ကြောင့်မို့လို့ driver ကိုမောင်းခိုင်းလိုက်ပါတယ်။သူရဲ့ဦးလေးဖြစ်သူကတော့မြက်ကန်တစ်ဘေးမှာထိုင်ပြီးစေးတန်ကြီးတောင်းနေခဲ့ပါတယ်။သူရဲ့သားကတော့နေလေနေခင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အေးအေးဆေးဆေးလှဲအိတ်နေပါတယ်။အတော်နဲ့သူရဲ့ချွေးမလေးတွေကတော့ထမင်းဟင်းချက်ပြုတ်ဖို့အတွက်ပြင်ဆင်နေခဲ့ပါတယ်။ Uncle ကလည်းသူရဲ့ဦးလေးကိုတွေးလိုက်တာနဲ့အမြန်ဆုံးပြေးသွားပြီးခြေောက်ကင်ကကတော်လိုက်ပါတယ်။မင်္ဂလာပါဦးလေးကြီးဘလို့လဲနေကောင်းကျမ်းမာရဲ့လား။ကျွန်တော်ကိုမှတ်မိလား။အမလေးငားရဲ့တူလေး ။ဘာကိစ္စနဲ့ငါမင်းကိုမမှတ်မိရမှာလဲမှတ်မိရပေါ့။ဒါပေါ့။ကုလေးကတော့ကျွန်တော်မှတ်မိရကြည့်ပါအောင်။ဒီအသက်အရွယ်မှာတော့ကျွန်တော်တို့ကိုမှတ်မိသေးရဲ့ဆိုတော့တကယ်ကိုဦးလေးရဲ့ပိုင်ညာကိုတော့ချီးကျူးတယ်ဗျ။ဒီအသက်ရွယ်။ခဏနေပါအောင်ငါအလုပ်ထိအသက်ကြီးသေးရမှာမဟုတ်တော့။အခုချိန်ထိငါကငယ်ရွယ်မှုပျော်နေသေးပဲလေ။မင်းပဲတည်တည်ချာချာကြည့်။ဒါနဲ့ရုတ်တရက်ကြီးဘာကိစ္စရှိလို့လဲဒီကိုရုတ်တရက်လာတယ်ဆိုတော့အစင်မပြေရလားဒီချိန်မှာအန်ကူလ်ကတယ် သူတို့ခရီးထွက်လာပြီးဘလို့ဒုက္ခတွေ့ကြရလဲဆိုတော့အကြောင်းတွေအားလုံးကိုပြောပြလိုက်ပါတယ်။ကောင်းပါရဲ့ကောင်းပါရဲ့ငါတို့တတိယပြီးတော့ငါတို့အိမ်ကိုလာလိုက်တာအကောင်းဆုံးပဲ။နေတော့ဘလို့မဆိုငါတို့ရှိကိုတော့လာလေသေးရပဲ။ကျမတို့မိသားစုဝင်လာတာမဟုတ်ဘူး။ကျမတို့နဲ့အတူတူလူအယောက်တရာလောက်ပါလာခဲ့။တငယ်ချင်းအုပ်စုလိုက်ခရီးထွက်လာကြတာလေ။ဒါနဲ့ကျမတို့အားလုံးပမာနေကြမလဲ။အိမ်ကတော်တော်လေးသေးတယ်ဆိုတော့လူအယောက်တရာဘလို့မအိတ်လို့ရမှာမဟုတ်ဘူးနော်။ရပါတယ်။ဒိစမရှိပါဘူးမကြီးရဲ့။ နေခြင်းနဲ့စိတ်ရှိတယ်ဆိုလို့ရှင်တော့ဘယ်မှမဆိုးအဆင်ပြေပြေနေနိုင်ကြပါတယ်။ဘာမှလည်းအလောက်ထိစိတ်ပူမနေပါနဲ့။ကျွန်တော်တို့ဘက်ကနေပြီးတော့အဆင်ပြေတော့အစီအစဉ်ပေးမယ်။ဒီလိုနဲ့ညနေခင်းမှာအိမ်မှာရှိတဲ့ချွေးမလေးကလည်းအိမ်ထဲကဖျားချလိုက်ကြည့်ရအများကြီးကြူလာခဲ့ပြီးတော့မြေကန်တစ်ပေလေးမှာပဲခင်းထားပေးလိုက်ပါရီ။ညနေခင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့နေကလည်းအတော်အသင်ဝင်သွားခဲ့ပြီ။အေးနေတော့ပါပဲ။နောက်ထပ်ဖျားလေးကိုတော့သူလည်းအိမ်ကြီးချင်းတွေစီကခဏလေးငားလာခဲ့လိုက်ပါရီ။ဒီနေရာလေးကတာယာပြီးတော့အေးချမ်းလိုက်တာနော်။ ီနီယာကိုလာရတာပိုတော့မှကောင်းသွားတယ်လို့မျိုးခံစားရတယ်ဒီလားလေလေးကလည်းအေးနေရောမြေကမ်းတစ်ပေးမှာဘလောက်တောင်မှပြောစရာကောင်းလိုက်တယ်လေဟုတ်တယ်ဖေဖေဒါကတော့ဒီနီယာလေးကိုပို့ပြီးတော့ကြိုက်တယ်ဒီလားဒီအချိန်မှာပါလာတဲ့အမျိုးသမီးတွေကလည်းစားတော့ဖို့အတွက်လိုအပ်တာတွေအားလုံးဝိုင်းဝန်းကူညီပေးကြပါတယ်တချို့ကဟင်းသီးဟင်းရွက်တွေလေးပေးပါတယ်မဆလာတွေကိုချိန်ပေးပါတယ်စမ်းစိပေးပါတယ်အမိုက်အမဂျုံနေအောင်မလာရင်ဂျုံတွေကျမတို့ပေးလိုက်ပါကျမတို့နဲ့ပေးမယ်ကျမကိုမဆလာတွေပေးပါမဆလာတွေကိုခွဲပေးမယ်ပြီးတော့ရင်တော့ကျမကိုယ်တိုင်းပဲချိန်ပေးလိုက်မယ် အားလုံးကလည်းအတူတူအလို့တွေကိုဝိုင်းဝန်းကူညီလုပ်ကိုင်းပေးကြပါရစေ။သူတို့အားလုံးကလည်းရွာမနေထိုင်ရတဲ့အရာတာကိုသဘောကျနှစ်သက်နေကြပါရစေ။ညည်းရစီတဲ့အတန်ကလည်းတကယ်ကိုအရန်အားတော်လို့ကောင်းပါရစေ။ကဲကဲကဲခလေးတွေဘိုက်ဆောင်နေကြပြီလားမသိဘူး။ခလေးတွေကိုအရင်ဆုံးထမင်းကျွေးလိုက်ပါအောင်။ပြီးရင်တော့အမျိုးသားတွေအားလုံးကိုအရင်ဆုံးထမင်းကျွေးလိုက်မယ်နော်။ပြီးတော့တော့မှပဲကျမတို့အမျိုးသမီးတွေတည်တံထမင်းထိုင်စားကြတာပေါ့ရှင်။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါရစေအကျော်။ခလေးတွေဘိုက်ဆောင်နေလောက်ပြီးကျမတို့ခလေးတွေကိုအရင်ဆုံးထမင်းကျွေးလိုက်မယ်နော်။ ီနောက်သူတို့လည်းအိမ်ထဲမှာထမင်းထိုင်စားကြပါရီကလေးတွေကလည်းအခုလိုမျိုးနေရတာကိုသဘောကျနေခဲ့ကြတာပေါ့ကဲအခုတော့ကျမတို့တောင်ပေါ်ကိုခေါ်သွားမယ်အဲဒီတောင်ပေါ်ကနေဆိုရင်တော့မနာလီမြို့တစ်မြို့လုံးကိုမြင်တွေ့ရတယ်ရှင်ဒီလိုနဲ့သူတို့ကလည်းတောင်ပေါ်ကိုသွားကြပါရီအဲဒီကနေပြီးတော့မြို့တစ်မြို့လုံးကိုကောင်းကောင်းမြင်တွေ့ရပါရီအားလုံးကလည်းတောင်ပေါ်မှာပျော်ရွှင်စွာနဲ့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်ကူးကြပါရီအမေဒီနေရာလေးကတကယ်ကောင်းတယ်နော်ဒါတော့ခရီးထွက်လာတာဒီတစ်ခေါက်မှန်သွားပြီတိလား ဒီမှာရေကန်အကြီးအကြီးလည်းရှိရဲမြစ်ချောင်းတွေလည်းရှိတယ်တောင်ပေါ်လည်းတက်ရတယ်ခဏကြာမှတော့တို့တို့လည်းကြောင်အောက်ကိုပြန်ဆင်းလာခဲ့ကြပါရဲ့တို့တို့သွားမယ့်လမ်းကလည်းပြန်ဖွင့်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တို့တို့လည်းသွားကြတော့မှာပါအမလီတော်သေးရပေါ့တော်သေးရပေါ့လွန်ခဲ့တဲ့နှစ်ရက်တုန်းကအစိုးရပေးတဲ့စံတွေပဲရီချုံတွေငါတို့ရသွားလို့မဟုတ်ရင်တော့ဒီလောက်ထိအဲ့တဲ့တွေအများကြီးကိုငါတို့ဘာသွားထွေးကြမလဲဒါပေမဲ့အခုကုံသွားပြီအမေကျမတို့ရှေ့ဆက်ပြီးတော့ဘလို့စားတောက်နေထိုင်ကြမလဲကျမတို့စားတောက်ဖို့အတွက်ဘာမှမကြံတော့ဘူးလေ ဒါတွေကိုကြားခဲ့ရတဲ့အခါမှာတော့သူမလည်းတတော်လေးဝမ်းနေသွားခဲ့ပါတယ်။သူတို့ကြောင့်လည်းအိမ်ရှင်တွေဒုက္ခများရပါပြီ။ဒီလူတွေကတကယ်သဘောကောင်းလိုက်ကြ။သူတို့ကိုယ်တိုင်စားစရာတောက်စရာမရှိပေမဲ့ဧည့်သည်တွေကိုတော့ကောင်းကောင်းအဲဝတ်ကြည်ရယ်။သူတို့စားရမယ်အစားအသောက်တွေအားလုံးကိုလည်းငါတို့ကိုခွဲပြီးတော့ကျွေးခဲ့ရယ်။တယောက်ကြောက်ကိစ္စတွေအားလုံးတော့ပြောပြလိုက်ပါတယ်။ဒါကြောင့်ရောက်လာတဲ့ဧည့်သည်တွေအားလုံးကလည်းပတ်စံအနေငယ်စီထုတ်ပေးခဲ့ကြပါတယ်။ဒါကြောင့်သူတို့လည်းတိမ်မောင်းများစွာဆူဆောင်းမိသွားခဲ့ကြပါတယ်။ကျမတို့ဟိုတယ်မှာနေရင်တော့မှဒီလောက်ထိပျော်ရွှင်မှုကိုရမှာမဟုတ်ဘူးသေးလား။ ဒီမှာနေရတာတကယ်အရန်ကိုစိတ်အေးချမ်းသာမှုရပြီးတော့လည်းပြောခဲ့ရတယ်။အခုကျမတို့ပေးတဲ့ပတ်စံကိုတော့ကျမတို့အားလုံးစုပေါင်းပြီးလက်ဆောင်ပေးရလို့သတ်မှတ်လိုက်ပါနော်။ဒီနောက်အားလုံးကလည်းပြန်သွားကြပါရစေ။ရေကန်းတစ်ပေးလေးမှာပြောခဲ့ရတဲ့အမှတ်တရတွေကိုတော့တို့ရဲ့စိတ်နှလုံးသားတွေမှာအမြဲတမ်းသိသိထားတော့မှာပါ။ဟုတ်ကဲ့ပါ။ဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆောင်သွားခဲ့ပါပြီ။ကျမတို့ရဲ့ channel လေးကို like button subscribe လောက်တော့ပေးဖို့အတွက်တောင်းဆိုလိုက်ပါရစေရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါဦးမယ်။ကျေးဇူးတင်ပါတယ်။